ကျမမိတ်ဆွေများလုံးမင်္ဂလာပါရှင်။ရဝေးရနီးရနီးကျမကိုချစ်ခင်အားပေးကြတဲ့ယုံကြည်အားပေးကြတဲ့ခွန်ရသားသမီးများလုံးရှင်နေဘွားသားသမီးများလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမချင်းနေနဲ့ပြည့်စုံနိုင်ကြပါစေရှင်။ကျမကတော့ဆရာကြီးမင်းသင်္ကရဲ့တပည့်တူဖြစ်တဲ့ဆရာမတင်းတန်နာစောပဲဖြစ်ပါတယ်ရှင်။တနင်္လာသားသမီးများတွေလေးလပိုင်းတစ်လစာဟောစတဲ့များကိုရေဒီယာလေးကအစဟောပြောပေးသွားမှာဖြစ်ပါတယ်။ ျမရဲ့ဗီဒီယိုလိုက်ကလေးကိုတနင်္လာသားသမီးများပါနေတယ်ကြည်နေတယ်တွေ့နေရတယ်ဆိုရင်တော့အစာဆုံးလေးကြည်ပြီးသွားပါကျမအနေနဲ့တနင်္လာသားသမီးများရဲ့တလဆောင်စေတနာမေတ္တာရှေ့တဲ့ရှေ့ထားပြီးတော့မှဟောပြောပေးခြင်းဖြစ်ပါတယ်တနင်္လာသားသမီးများလေးလပိုင်းမှာဆိုရင်အင်မတန်ကံကောင်းတဲ့လတလပြောလို့ရပါတယ် ခရီးနဲ့ပတ်သက်ပြီးတော့အရန်ကိုကံကောင်းတတ်ပါတယ်။ပညာရေးရတတ်ပါတယ်။ပညာတစ်ခုခုကိုသင်ယူတက်လွယ်တဲ့ကာလတစ်ခုဖြစ်ပါတယ်။စိတ်ဝင်စားမှုတွေရရှိပြီးတော့မှပညာသင်ယူတက်မြောက်တရပါတယ်။အဲ့တော့ပညာထူးတွေရမယ်။ပညာထူးဆိုတော့ကျမတို့ဂမ်မီယာနဲ့ပတ်သက်တဲ့ပညာရက်တွေဘေးရင်နဲ့ပတ်သက်တဲ့ပညာရက်တွေ ဘေးရင်တင်နန်းနေတက်ရတာမျိုးတွေဖြစ်တတ်ပါတယ်။အိမ်တောင်ရှိနေရင်တော့တနင်္လာသားသမီးများအထူးဂရုစိုက်ပါ။တကြက်ကြက်ရံဖြစ်တတ်ပါတယ်။မတက်အတူနေကာလတစ်ခုလည်းဖြစ်သွားတတ်ပါတယ်။ဒါကြောင့်တနင်္လာသားသမီးများစကားအပြောအဆိုအထူးဂရုစိုက်ရမှာဖြစ်ပါတယ်။မိမိတို့အနေနဲ့မိမိတို့ရဲ့ဘာမဟုတ်တဲ့ နှုတ်ထွက်စကားလေးတွေကြမ်းတမ်းသွားတာကြောင့်ကို့ပေါ်မှာသူ့တပားကမကောင်းတာနဲ့ကြံစီတာမျိုးတွေစုံအတက်ကဝေအတက်မျိုးနဲ့ပြူစားခြင်းတွေခံရတာမျိုးတွေကြုံရတတ်ပါတယ်။ဒါကြောင့်တနင်္လာသားသမီးများအပျောအဆူအထူးဂယုစိုက်ပြီးနေပေးပါ။ဒီကာလမှာတနင်္လာသားသမီးနားရတယ်ကိုမရှိဘူး။ ိမ်မာနေရတယ်ကိုမရှိဘူးတွားနေရတယ်တခုပြီးတခုခရီးတွေတွားရတာမျိုးတွေဟိုမိတ်ဆွေပေါင်းတင်းတွေတွေ့တွားရတာမျိုးတွေဟိုနေရာတွားရတာမျိုးဒီနေရာတွားရတာအိမ်မာနေရတဲ့ရက်ကနေပါသွားတတ်ပါတယ်ဒါကြောင့်တနေ့လာသားသမီးများဒီကဒီလေးလာပိုင်းမှာဆိုရင်မိမိတို့စိတ်ကလေးကိုရှော့ချပြီးတော့မှအတိတ်ထံရရှိတခုခုဝင်တာတသက်လော့စားပေးတာမျိုးတွေဥပုံစောင့်တာမျိုးတွေပြုလုပ်ပြီးရင်တော့ကံ မြင့်နေကိုရောက်သွားမှာဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ကကြတော့တနင်္လာသားများဒီလေးလာပိုင်းမှာဆွေမျိုးသားချင်းနဲ့ကနေပြီးတော့အကြီးအကဲနေတိုင်းမကောင်းတဲ့တဲ့င်းတွေကြားရတတ်ပါတယ်။မိမိကိုယ်တိုင်သွားတာမျိုးတွေမလုပ်ပါနဲ့။မိမိရဲ့ကျန်းမာရေးပါထိခိုက်တတ်ပါတယ်။နောက်တစ်ခုအလှမင်္ဂလာကိန်းတွေပေါ်ပေါက်တတ်ပါတယ်။အလူမင်္ဂလာဂိမ်းနေကိုကိုတိုင်းဆောင်ရွက်တဲ့ကဲ့သို့ပြုလုပ်ရတတ်ပါတယ် အဲ့တော့ထီပေါက်ကိန်းလည်းရှိပါတယ်လေးလာပိုင်းဒီ20ကြော်မှာထီထိုးပေးပါတနင်္လာသားသမီးများထီပေါက်ကိန်းလုံးဝလုံးဝရှိပါတယ်မမေ့ပါနဲ့နောက်တစ်ခုပြောချင်တာကတော့မိမိတို့ရဲ့လုပ်ငန်းဆောင်တာမှာလက်အောက်ငယ်သားမမြဲဘူးလေးလာပိုင်းမှာနော်ထွက်သွားတာမျိုးတွေကိုယ်မှာသားသမီးရှိတယ်နော်မိန်းကလေးရှိနေမယ်ယောက်ျားလေးရှိနေမယ် လူငယ်လူရွယ်ရှိနေတယ်ကိုယ်အိမ်မှာရှိနေတယ်ဆိုလို့ရှိရင်အိမ်မှာမနေခြင်းမဲ့နဲ့ရုပ်တရက်အိမ်ကနေထွက်သွားတာမျိုးတွေစိတ်ဆိုးပြီးဆင်းသွားတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့တနင်္လာသားများဒီကာလလေးမှာမိမိတို့အနေနဲ့စိတ်ကလေးကိုလျှော့ပြီးတော့မှနေပြီးဖို့အရန်ကိုအရေးကြီးပါတယ်အဲ့တော့ကျမကြီးနဲ့အနေနဲ့ကြာတော့လေသွားကြိုက်တာတွေသွားနာတာတွေဖြစ်တတ်ပါတယ် မရောက်ဘူးတဲ့ခရီးတွေမသွားဘူးတဲ့နေရာဒေသတွေလည်းရောက်ရှိသွားတတ်ပါတယ်အဲ့တော့တနင်္လာသားသမီးများကဒီကာလာလေးမှာမိမိတို့အနေနဲ့ကြတော့လုပ်ငန်းသစ်စတင်တာမျိုးတွေအဲ့အစ်စ်ငှားပြီးတော့မှပြောင်းရွှေ့နေထိုင်ရတာမျိုးတွေလေးလာပိုင်းမှာအရန်ကောင်းပါတယ်အဲ့တော့မြေကိစ္စတွေဆောင်ရွက်မယ်အိမ်ကိစ္စတွေဆောင်ရွက်မယ်เนาะခြံကိစ္စတွေဆောင်ရွက်မယ် ။နေရာနဲ့ပတ်သက်တဲ့ကိစ္စတွေရည်ရွယ်ထားတယ်ဆိုရင်လည်းအောင်မြင်ပြီးမြောက်တတ်ပါတယ်။မမျော်လင့်မဲနဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့မှအញ្ញံဆောင်များများဆာဆာရရှိတာမျိုးတွေလည်းဖြစ်သွားတတ်ပါတယ်။ဒါကြောင့်တနင်္လာသားမျိုးများဒီကာလလေးမှာကျမကြီးအထူးဂရုစိုက်ပေးပါ။ခန္ဓာကိုယ်ထိခိုက်မိခြင်းတွေတိုးထွက်တန်ရုံကိစ္စမျိုးတွေဖြစ်တတ်ပါတယ်။ဒါကြောင့်မြတ်စွာဘုရားရှင်ကိုမကြာခဏဒီလေးလပိုင်းမှာ ရေတန့်လေးပေါ့ရေတန့်တန့်လေးတန့်နိုင်တလောက်တန့်ပြီးရေတန့်တန့်လေးကိုခွက်ကလေးလှန့်လှလေး၅ခွက်နဲ့တူမြတ်စွာဘုရားရှင်ကိုတမ္မန်တမုတ်တော်ခုံတော်တနေ့လျင်ပတိတပတ်49ရက်တိတိစိတ်ပေးရမှာဖြစ်ပါတယ်ရေ၅ခွက်နဲ့အတူပြုလုပ်ပေးရမှာဖြစ်ပါတယ်ဒါကတော့တနေ့လာသားသမီးများအထူးပြုလုပ်ရမယ်ရေတရာဆိုရင်လည်းမမပါဘူး အဲ့တော့မိမိတို့အနေနဲ့ကတနင်္လာသားသမီးကဒီကာလာလေးမှာခြားသာပြီးသားသမီးတွေဘုရမှုသားသမီးတွေတနင်္လာနေ့သားသမီးနဲ့ပတ်သက်ပြီးတော့မှစိတ်ဝမ်းကွဲစရာဖြစ်သွားတတ်ပါတယ်။ဒါကြောင့်အထူးပြုစိုက်ပေးပါ။အဲ့တော့တနင်္လာသားသမီးကဒီကာလာလေးမှာဈေးဒီတဆူဆူကိုတွားပြီးတော့မှဗရောက်သားလေးနဲ့ဘုံတော်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  ခါကြီးရက်ကြီးတွေမှာ စိတ်ပေးမယ်ဆိုရင်အယံကိုကောင်းသွားပါလိမ့်မယ်အယံကိုလည်းကန်ကောင်းသွားပါလိမ့်မယ်အဲ့တော့ထီထိုးမယ်လို့ရည်ရွယ်ထားတယ်ဆိုလို့ရှိရင်တော့20ကြော်နောက်ပိုင်းမှာထီထိုးပေးပါအဋိဌာန်တွေတခုပြီးအောင်မြင်သွားပြီဆိုရင်လည်းထီထိုးလိုက်ပါထီပောက်ခင်ရှိပါတယ်အဲ့တော့တနင်္လာသားသမီးများဒီကာလလေးမှာခရီးကိစ္စတွေဆောင်ရွက်မှဆိုရင်အရန်ကိုကောင်းပါတယ်နိုင်ငံခြားခရီးတွေ သွားရတတ်ပါတယ်အင်တာဗျူးဖြည့်ဆိုတာမျိုးတွေအောင်မြင်တတ်ပါတယ်အဲ့တော့အခြေအနေပတ်သက်ပြီးတော့တနင်္လာသားသမီးတွေကအင်မတန်စမ်းပွင့်တဲ့ကာလတစ်ခုဖြစ်ပါတယ်။မိမိရဲ့ချစ်သူအဝေးကိုရောက်နေတဲ့ဆိုလို့ရှိလို့ရှိရင်စိတ်မချတာမျိုးတွေဖြစ်တတ်ပါတယ်။ခဏခဏစကားများတာမျိုးတွေညံဖြစ်တာမျိုးတွေဖြစ်တတ်ပါတယ်။အိမ်တော်ရေးဆိုရင်လည်းဒီတိုင်းပါပဲ။နော်မတက်အတူနေပေါ့ခဏခဏတကြက်ကြက်ညံနေ ဖြစ်သွားတတ်ပါတယ်။ဒါကြောင့်တနင်္လာသားသမီးများချစ်သူမရှိသေးဘူးဆိုရင်တော့ ချစ်သူရရှိတတ်ပါတယ်ကိုချစ်ခင်နှစ်သက်တဲ့လူပေါ်ပေါက်လာတတ်ပါတယ်မျက်နာပွင့်မဲ့စမ်းပွင့်မဲ့လူချစ်လူခင် ပေါ်များတဲ့ကာလတစ်ခုလည်းဖြစ်ပါတယ်ကဲတနင်္လာသားများလုံးစိတ်ချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းနေနဲ့ပြည့်စုံနိုင်ကြပါစေစိတ်သွားတိုင်းကိုပါလူရဆန္ဒတွေလည်းပြည့်ဝနိုင်ကြပါစေရှင်